ကေသီဂျူးရှာနယ်လေးကပြန်လာကြိုးတော့ပါဗျာနော်နေပါလေပြောချင်လဲဆိုတော့အစ္စရေးဝင်ကြီးချုပ်ပေါ့နော်နေတန်ယာဟုကိုဘာဖြစ်တော့ဆိုတော့နော်တူရကီကတူရကီကနော်အဲဖမ်ရန်ထုတ်လိုက်ပြီဗျာတူရကီရဲ့15ယောက်35ရောက်လား35ရောက်လားမသိဘူးအဲ့ဒါအဲ့ဒါပါလာလိမ့်ပါပါလာလိမ့်မယ်ပေါ့နော်ကြတော့နေတန်ယာဟုဆိုတာကလည်းသိရတဲ့နဲ့ဗျာထားပါသူတို့တူရကီကလည်းအင်အားကြီးတယ်ပြည်တယ်ကြီးကြီးလေခင်ဗျာဟမ်ဗျာဒီအား အခုဟာကွာတော်တော်လာနေတော့အမေရိကန်လည်းကွာတော်ဂျားညံ့ပါတော့ကွာဟမ်နေတိုးဖွဲ့ဝင်လေးကွာတူရကီကဣသရေနဲ့ကွာဣသရေဘက်ကတွားရလာရင်ကွာတူရကီကရန်သူရှိရောအမေရိကန်ကွာဘလို့ဂျားရမှာကွာနေတိုးဖွဲ့ဝင်ဟမ်ကျွန်တော်ဖြစ်စီရင်လည်းတူရကီနဲ့အားဆိုလို့ချင်းကွာအဲငပွားကြီးဘာလို့လွတ်လွတ်မှမသိဖြစ်မှာပဲဟမ်ဘယ်ဘက်ကဂျက်တော့ရမှာလေကွာအခုဟာအလုံးဝဣသရေဣသရေဣသရေဟိုအရကဲလို့ဣသရေဘက်မှာမြေပဲနဲ့ကွာဟိုဘက်မှာတွားရမယ်ဆိုရင် ဟမ်သူတို့ EU နိုင်ငံနေနဲ့ရှုပ်ထားတဲ့ຢာလေးနေတိုးလေးအမ်ကြတော့ဟွချက်နာတော့ညီမတော့ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကိုလူမျိုးတောင်းတပ်ဖြတ်မှုဆက်ဆဲချက်နဲ့ Turkey ကဖန်ဝရန်ထုတ်လိုက်ပါတယ် Turkey ရဲ့ဖန်ဝရန်ထဲမှာတော့ Netanyahu နဲ့သူ့ရဲ့ကာကွယ်ရေးဝန်ကြီး Israel Castro တာမကပဲစစ်စုပေါင်းလူ38ယောက်ရဲ့နာမည်တွေပါဝင်နေတာပါ အမျိုးသားလုံခြုံရေးဝန်ကြီးအစ်မာဘန်ဂျီဘီနဲ့စစ်ဦးသီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးအေးရဲဆောင်မတို့လည်းဝရမ်းထုတ်ခံခဲ့ကြရပါတယ်။ဒါပေမဲ့ဝရမ်းစီးရင်မှာပါဝင်တဲ့နာမည်အလုံးကတော့အစ္စတန်ဘူမြို့အစိုးရရှိနေရုံကမထုတ်ပြန်ခဲ့ပါဘူး။တူရကီအာဏာပိုင်တွေကအစ္စရေးဟာဂါဇာကမ်းမြောက်ဒေသကစစ်စင်ရေးတွေမှာလူမျိုးတုံးတပ်ဖြတ်မှုလူသားမျိုးနွယ်အပေါ်ရာဇဝတ်မြောက်တဲ့ကျူးလွန်မှုတွေကိုစနစ်တကျအလုဆောင်ခဲ့ကြောင်းစွပ်စွဲထားပါတယ်။အစိုးရရှိနေရုံကြီးညာချက်တဲမှာတော့ဂါဇာကမ်းမြောက်ဒေသတွေမှာတူရကီကအဆောက်အအုံပေးထားခဲ့တဲ့ တရကီပါလစတိုင်းချစ်ကြည်ရေးဆေးရုံကိုလည်းမတ်လောက်မှာအစ္စရေးကဘုံကျဲဖျက်ဆီးခဲ့ကြောင်းဖော်ပြထားပါတယ်။အစ္စရေးဘက်ကတော့တရကီရဲ့ဖန်ရန်ကိစ္စကိုလူပိုင်းကြိုက်ပေါ်ပင်လုပ်တဲ့စတန်တကူလို့တုတ်ပြန်ခဲ့တာပါ။အစ္စရေးနိုင်ငံသားဝန်ကြီးဂီဒီယွန်ဇာကအာနာရှင်တရကီသမ္မတရာဂျစ်တာရစ်အာဒဝန်ရဲ့လူကြိုက်များတဲ့အပေါ်ယံစတန်တွင်လည်းလုပ်ရကိုအစ္စရေးကအပြင်းအထန်ရှုတ်ချကြောင်းလူမှုကွန်ရက်မီဒီယာအိတ်စ်မှာရေးသားထားခဲ့ပါတယ်။တရကီဟာမနစ်တုံးကလည်း အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာအစ္စရေးကိုလူမျိုးသုံးတပ်ဖြတ်မှုအတွက်အမှုဖွင့်ထားတဲ့တောင်အာဖရိကရဲ့အားထုတ်မှုမှာပူးပေါင်းပါဝင်ခဲ့ပါတယ်။လက်ရှိမှာတော့ဂါဇာမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဂျောင်းဝင်ညှိနှိုင်းပေးထားတဲ့သဘောတူညီမှုတစ်ခုအရအော်တိုဘာ၁၀ရက်နေ့ကလေးကအပြစ်အခက်အရဆဲထားတာဖြစ်ပါရဲ့ရှင်။ကဲအဲ့တော့ဟမ်ပွဲတော့ကြည်လာပြီပွဲတော့ကြည်လာပြီခင်ဗျာအခုအဲ့အဲ့ဒါနဲ့တစ်ဆက်တည်းပြောရရင်ခင်ဗျာနော်အခုခင်ဗျာနယူးယောက် မျိုးတော်ဝင်မဖြစ်သေးပါဘူးเนาะမျိုးတော်ဝင်လောင်းပေါ့เนาะအခုမဲနိုင်သွားတဲ့ကခင်ဗျာနေတရာဦးကပါပြောငါထရက်နဲ့လာခဲ့မယ်တဲ့သူဖမ်းမယ်ပြောတာဟုတ်နယူးယောက်ဟိုတကယ်လို့လာခဲ့ရင် तू ဖမ်းမယ်ဘယ်သူမှဖမ်းမှ तू ဖမ်းမယ်ပေါ့ဗျာအကြော်တော့ तू ထရက်နဲ့လာခဲ့မယ်တဲ့ခင်ဗျာနော်အကြော်ပွဲပွဲကြီးကတော့ကြီးလာပြီအခုနေတရာဦးရဲ့ဘယ်သူရဲ့ဟမ်တူရကီသမရရဲ့ကျတော့ တကယ်လုံမလားလေပဲလားတော့မသိဘူးဗျာတကယ်လုံမလားလေပဲလားဆိုတာဒါရဲ့ခင်ဗျာစီးနိုင်ငံကြီးဆိုတာခင်ဗျားတို့မြင်တဲ့အသာတဲ့အရာကိုရင်းမဟုတ်ဘူးဟိုမှာနောက်ကနောက်ကမှာခင်ဗျားတို့မြင်တဲ့အတိုင်းထာဝရရန်သူထာဝရမိသေဆုံးထာဝရကိုကြိုးစီပါပဲရှိရလေခင်ဗျာထာဝရကိုကြိုးစီပါပဲရှိရလေဒါခင်ဗျားတို့သိပြီးသားလေနော်ဒါတော့တိုက်တော့မပြောလို့ပါဘူးခင်ဗျားတို့ဒါမြင်သာနေတဲ့အရာမမြင်သာဝိဆိုလည်းနေပေါ့ဒါပဲရှိတယ်မမြင်သာဝိဆိုလည်းနေနော် ကျွန်တော်တို့ကတော့မြင်သာအောင်ပြောပြပေးတယ်မမြင်သာဘူးဆိုတော့ဘာမှမဖြစ်ဘူးเนาะ